မိတ်ဆွေရဲ့ဘဝမှာဗန္နာရေးအရာအောင်မြင်မှုရေတခုကိုပန်ဆိုင်ဖို့အတွက်ရေမှန်းချက်ကြီးကြီးမားမားစမှတ်ဖို့ပါသလားမိတ်ဆွေပန်ဆိုင်မဲ့အင်ဂျီတလုံးဒါမှမဟုတ်မိတ်ဆွေအကောင့်ထဲမှာထောင်ရှိတန်းရှိတဲ့ငွေကိုမာနာနေစုဆောင်ပြီးဖို့စိတ်ကူးရင်ဖို့ပါသလားကြီးမှန်းချက်ကြီးအားကောင်းပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့ပြဿနာတခုလည်းရှိနေပါတယ်အဲလိုကြီးမားလုံးတဲ့ဗန်းနိုင်တွေကိုလိုက်နေရင်လည်းလမ်းတက်ချောင်းမှာ ိတ်ဆွေအောင်မြင်ခဲ့တဲ့သိငယ်တဲ့အောင်မြင်မှုလေးတွေကိုလုံးဝလက်လူရှုံးမိတာပါပဲအဲ့ဒီအောင်မြင်မှုလေးတွေကဘာတွေလဲဥပမာဒီလားကစပြီးအကျွေတုံကမတင်တော့တာပထမဦးဆုံးအရေးပေါ်ရံမုံဝေကိုစတင်ထဲဝင်လိုက်တာစတဲ့အရာလေးတွေပါသူအများစုဟာပန်းနိုင်ကြီးတစ်ခုစီကိုအမြဲတမ်းမျက်စိစုံမိပြီးပြေးနေတဲ့အခါအဲ့ဒီပန်းနိုင်ကို အမှန်တကယ်ဖျက်မြောက်စေမယ့်အရေးပါတဲ့ အသေးစားအောင်မြင်မှုမှတ်တိုင်လေးတွေကိုတော့မေ့ပြလိုက်ကြပါတယ်။ဒီလိုလုံမိခြင်းအဖြစ်ကိုကိုကိုပျော်ရွှင်ကုန်ယူဖို့အခွင့်အရေးကိုစုံချုံရည်စုံလာမကဗန္နာရေးခရီးတန်းမှာစိတ်သက်ကြပြီးအချိန်ဟောကြောကြသွားစေတတ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ဗီဒီယိုမှာမိတ်ဆွေရဲ့ပိုမိုကြီးမားတဲ့ဗန္နာရေးပန်းနိုင်စီကိုမလွဲမသွေဥဆောင်သွားမယ်။ဒါပေမဲ့မိတ်ဆွေတက်တူရှုထားမိနိုင်တဲ့ဗန္နာရေးဆိုင်ရာ အောင်မြင်မှုမှတ်တမ်းခုနှစ်ခုအကြောင်းကိုအကျယ်တဝင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒီမှတ်တမ်းတွေထဲကတရှို့ကိုမဲဆွေတောင်မတိလိုက်ပဲအောင်မြင်ပြီးသားဖြစ်နေနိုင်ပါတယ်။ဒါဆိုရင်မဲဆွေကိုမဲဆွေပခုံးဖတ်ပြီးဂုံမျိုးကိုအရှင်ရောက်ပါပြီ။ဘာကြောင့်လဲဆိုတော့မဲဆွေဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိနေလိုပါပဲ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ရဲ့ Next Step YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ဒီနေရာလေးဟာမိတ်ဆွေဘွားရဲ့ခန္ဓာအတီးတီးမှာပုံမကောင်းမွန်ပြီးတိုးတက်တဲ့ဘဝနေထိုင်မှုပုံစံကိုရရှိစေဖို့ဘဝတူတာတွေနေပြည်တော်တွေနဲ့အတွေ့အမြင်တွေကိုနေ့စဉ်မျှဝေပေးနေတဲ့နေရာလေးဖြစ်ပါတယ်။ကိုရဲကိုယ်တာတိုးတက်မှုစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကျန်းမာရေးနဲ့အတ္တမူပိုင်းကြောင်းဆိုင်ရာအကြံဉာဏ်များအပြင်ဒီနေ့ပြောသွားပေးမယ့်ဗန္ဓာရေးဆိုင်ရာဘဝတူတာတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးနေပါတယ်။လူတယောက်ရဲ့ဘဝမှာ ငွေကြီးဟာအဓိကအရာမဟုတ်ပေမဲ့ဘဏ္ဍာရေးတည်ငြိမ်မှုမရှိဘဲစိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ငွေကြီးကြောင့်စိတ်ပြည့်စုံမှုတွေဟာကျွန်တော်တို့ရဲ့ပုံကိုဆက်ဆံရေးတွေ၊ကျမ်းမာရေးအပေါ်အကြီးအကျယ်သက်ရောက်မှုတွေရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ channel ရဲ့ရည်ရွယ်ချက်ကတော့မိတ်ဆွေရဲ့ဘဝကိုအနက်ဆိုင်ဆုံးအထိပယ်ရှိရှိအပြည့်အဝနေထိုင်နိုင်ဖို့အတွက်လိုအပ်တဲ့လက်တွေ့ကြတဲ့ဘဝသူဒ္ဓတွေကိုညှဝေပေးဖို့ပါပဲ။ ဒီနေ့ဗီဒီယိုကလည်းအဲ့ဒီရည်ရွယ်ချက်တွေကိုအထောက်အပံ့ပြုဖို့ဖြစ်ပါတယ်။ဒီတော့ဒီနေ့ရဲ့ဘန်နာရီမှတ်တမ်းခွင့်ရဖို့ကိုနားထောင်ရင်းမိတ်ဆွေဟာဘယ်အဆင့်မှာရှိနေပြီလဲဆိုတာကို ပြန်လည်စမ်းစစ်ကြည့်ကြအောင်ပါ။မိတ်ဆွေရဲ့နာဂတ်အတွက်တန်ဖိုးရှိတဲ့စကားလုံးတိုင်းကိုအပြည့်အဝပေးဆွနိုင်ဖို့ဒီဗီဒီယိုကိုအချိန်ယူပြီးကြည့်ရှုပေးဖို့မြတ်တာရခံပါတယ်။ဘာလို့လဲဆိုတော့တမတ်တိုင်ချင်းစီတိုင်းမှာ မိတ်ဆွေမကြည့်သေးတဲ့နေဗျူဟာတွေ အရေးကြီးတဲ့အဆက်လက်တွေပါဝင်နေလို့ပါပဲအခုပဲစတင်လိုက်ကြရအောင်ပါဒီဗီဒီယိုမှာကျွန်တော်တို့အဓိကအားဖြင့်အပိုင်းသုံးပိုင်းခွဲပြီးဆွေးနွေးပေးသွားမှာပါပထမအဆုံးအနေနဲ့မန္တရရဲ့ကိုကိုကိုယုံကြည်တိုးမြှင့်ပေးနိုင်မဲ့အခြေခံမှတ်တိုင်သုံးခုကိုဆွေးနွေးပါမယ်ဒုတိယအနေနဲ့ရေရှည်ကျန်းသာကြွယ်ဝမှုတည်ဆောက်ပေးမယ်အလယ်လက်မှတ်တိုင်သုံးခုကိုဆွေးနွေးပါမယ်နောက်ဆုံးအနေနဲ့ မိတ်ဆွေရဲ့အနာဂတ်ဖန်တာရေးတည်နေမှုအတွက်အရေးကြီးဆုံးမှတ်တိုင်တစ်ခုဖြစ်တဲ့မှတ်တိုင်နံပါတ်9ရဲ့အကြောင်းကိုပြောပြပေးသွားမှာပါကျွန်တော်တို့ဆွေးနွေးသွားမယ်မှတ်တိုင်9ခုကတော့အောက်ပါအတိုင်းဖြစ်ပါတယ်တဝင်းဝေက ထောင်းဝေထားပုံနေခြင်းနဲ့အရေးပေါ်ရမုံဝေအပြေဝါစီခြင်း၃ပိုင်းဆိုင်မှုများအားစနေတကြဘတ်ဂျက်ရေးဆွဲနိုင်ခြင်း၄ဘန်နာရေးဆိုင်ရာအကျွေးလုံးဝမရှိခြင်း၅ အငိမ့်စားရန်ပုံဝေးကိုအချိန်မီစတင်ထဲဝင်ခြင်း၆။ကောင်းမွန်သော credit မှတ်တမ်းများထူထောင်နိုင်ခြင်း၇။၆ပုံဒီကဗန္ဒာရေးဆိုင်ရာဗဟုသုတကိုစဉ်စားမပြတ်လေ့လာသင်ယူခြင်း၇။ဒီမှတ်တိုင်တစ်ခုချင်းစီတိုင်းကိုအသေးစိတ်ဆွေးနွေးပေးသွားပါမယ်။ပြီးတော့အရေးကြီးဆုံးကတော့ GBO ရဲ့အဆုံးမှာဒီဗန္ဒာရေးမှတ်တမ်းတွေနဲ့ပတ်သက်ပြီးလူအများဆုံးသိကျင်ကြတဲ့မိကုံးတွေကိုလည်းရှင်းပြသွားမှာဖြစ်ပါတယ်။ဒါကြောင့် ဒီဗီဒီယိုလေးကိုအဆုံးထိလမ်းလျှောက်တန်းကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။တဲ့ဝင်းဝေကထန့်ဝေထပူခြင်းဒီအချက်ကိုပြောပြတဲ့အခါလူတွေကဒါဟာပါစမ်းလို့လေဝင်းဝေကထန့်ဝေထပူတာကဘန္နာရီရဲ့အစီကံပဲလေလို့ထင်ကြမှာပါ။ဟုတ်ပါတယ်။ဒါပေမဲ့လက်တွေ့ဘဝမှာအဲ့လိုမဟုတ်ပါဘူး။စစ်တမ်းတွေအရာအမေရိကန်စားသုံးသူ34တန်းဒီပါကဒါမှမဟုတ်စတုတ် ရာဂိုင်းလုံးခန့်တော့လူတွေဟာဆောလာဒါကာလာအတွင်းသူတို့ရဲ့ဝင်ဝေထပိုသုံးဆွဲခဲ့ကြပါတယ်မြန်မာလာတဲ့ဝေကြီးဖောင်းပွားမှုကြောင့်အိမ်ကုံကြောင့်ဘေးကြပေးစတဲ့နေစဉ်စည်းတွေတိုးလာချိန်မှာဒီလိုဖြစ်ဖို့ပုံမလွယ်ကူလာပါတယ်ဒါကြောင့်မိတ်ဆွေရဲ့ထွန့်ဝေအစဉ်ကိုဝင်ဝေအောင်မှထိန်းသိမ်းထားနိုင်ခြင်းကဂုဏ်ယူရမယ့်ကြီးမားတဲ့မှတ်တမ်းတစ်ခုပါဒီလိုရှင်းတဲ့ယူဆဟာ ကောင်းမွန်တဲ့ဗန္ဓာရဲ့စီစဉ်တာရဲ့အရှိကအုံမြစ်ဖြစ်ပြီးချမ်းသာကြွားမှု ဖန်နေခြင်းရဲ့အစဖြစ်ပါတယ်။ဒီအစင်းကိုမိတ်ဆွေရောက်ပြီဆိုရင်မိတ်ဆွေဟာဗန္ဓာရေးဆိုင်ရာတာဝန်ယူမှုရှိတဲ့သူ၊စီကံရှိတဲ့သူဖြစ်ကြောင်းခေါ်ပြနေတာပါပဲ။ဘလို့အောင်မြင်အောင် လုပ်ရမလဲ။ဒီမှတ်တမ်းကိုရောက်ဖို့နည်းလမ်းနှစ်ခုပဲရှိပါတယ်။တဲ့မိတ်ဆွေရဲ့ထံဝေတွေကိုရှော့ချပါ မလိုအပ်တဲ့လာစင်ကြီးတွေ အပြင်းစားစားခြင်းတွေကိုလျှော်ပါနဲ့မိတ်ဆွေရဲ့ဝင်ဝေကိုတုံ့ပြန်ပါဝင်ဝေဒုတိယလမ်းကြောင်းကိုရှာဝေပါဒါမှမဟုတ်မိတ်ဆွေရဲ့အလုံးမှာလောက်ခလာစာတို့တောင်းပါမန္လာရေးတိုးတက်မှုဟာအမြဲတမ်းဝင်ဝေနဲ့ထွန့်ဝေရဲ့ခါရှားချက်ပေါ်မှာမူတည်ပါတယ်ဒီခါရှားချက်ကိုပို့ကြည့်အောင်လုပ်ပါဒါဟာအစပါပဲနဲ့အရေးပေါ်ရံမုံဝေအပြေဝါရှိခြင်းဒုတိယမှတ်တမ်းကတော့ အရေးပေါ်ရံမုံငွေရှိခြင်းပါပဲ။ဘန်ရီရဲ့အရေးပေါ်ရံမုံငွေဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာအရလူတွေရဲ့68ရာခိုင်နှုန်းဟာသူတို့ရဲ့အဓိကဝင်ဝေလန်းကြောင်းပျောက်ဆုံးသွားရင်တလားစာဈေးကိုတော့မကမိနိုင်ဘူးလို့ဆိုရင်ကြပါတယ်။ဒါဟာတကယ်ကိုကြောက်စရာကောင်းတဲ့ဂိမ်းခဏန်းပါပဲ။အရေးပေါ်ရံမုံငွေဟာမိတ်ဆွေရဲ့အတွက်ဘန်နာရေးဆိုင်ရာဘေကင်းလုံးကြုံရေးပိုက်ကုံတစ်ခုကို ပေးစွမ်းပါတယ်။ဒါမိစေကိုအဓိကအကျိုးကျေးဇူးတောင်းဖို့ပေးနေပါတယ်။နှောင်ကြောင့်မှုပေးခြင်း၊ညာဘက်မှာဆက်ရေးချမ်းသာစွာအိပ်ပျော်နိုင်ဖို့ဗန္ဒာရေးဆိုင်ရာ အခွာခွဲပေးထားပါတယ်။အကျွေးကြခြင်းမှ ကာကွယ်ခြင်း၊မမျော်လင့်ထားတဲ့အဖြစ်ပျက်တွေရှုံလာတဲ့အခါအတိုးကြီးကြီးနဲ့အကျွေးကင်သွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။နှင်မြန်စွာတုံ့မြန်နိုင်ခြင်း၊ကျန်းမာရေးပြဿနာကားပြင်ဖို့ အိမ်ပြင်ဖို့စားတဲ့အရေးပေါ်ကိစ္စတွေပုံမစိုးခင်ဆက်ရှင်တုတ်ပြန်နိုင်တဲ့စွမ်းအားကိုပေးပါတယ်။ပထမအဦးဆုံးကွန်ပျူတင်နဲ့မတိုင်ကတော့မိတ်ဆွေရဲ့အရေးပေါ်ရန်ပုံငွေမှာပထမအဦးဆုံးဒေါ်လာတစ်ထောင်ဒိုမဟုတ်မြန်မာငွေ၁၀သိန်းကိုစုစားနိုင်ခြင်းပဲဖြစ်ပါတယ်။အိမ်နောက်မှာတော့မိတ်ဆွေဟာမိတ်ဆွေရဲ့အရှိခံနေထိုင်စေ3လမှ6လစာအထိအပြည့်အဝစုဆောင်ဖို့ဆက်လက်ကြိုးစားရပါမယ်။အရေးပေါ်ရန်ပုံငွေဆိုတာ ယနေ့မြုံနံမှုမဟုတ်မဟုတ်ပါဘူး။ဒါဟာအလွယ်တကူထုတ်ယူသုံးစဲနိုင်တဲ့ဗန်ဆယ်ရင်ဥပမာဆေးပင်အကောင့်ထဲမှာထားရှိရမှာဖြစ်ပြီးလုံးဝမထိပဲထားရမယ်ဝေချေပါ။ဒါကိုပြင်းမြအောင်စုဆောင်းနိုင်ခဲ့ပြီဆိုရင်မိတ်ဆွေဟာကြီးမားတဲ့ဗန်ဒါရေးမှတ်တိုင်ကြီးတစ်ခုကိုပြင်းမြောက်ခဲ့ပြီလို့ကိုကိုကိုခုံယူလိုက်ပါ။၃ပိုင်ဆိုင်မှုများအားစနစ်တကျဘတ်ဂျက်ရေးဆွဲခြင်းတတိယမှတ်တိုင်ကတော့ ဗကြက်စနေကြရရေးဆွဲခြင်းပဲဖြစ်ပါတယ်။မကြသိမိကစစ်တမ်းတစ်ခုရဲ့အမေရိကန်နိုင်ငံသား၁၀ယောက်မှာတယောက်ဟာဗကြက်လုံးဝမစားနိုင်ပါပဲ။ကိုယ့်ရဲ့ငွေကြေးအခြေအနေကိုအမှောင်ထဲမှာ ထားခဲ့ကြပါတယ်။ဗကြက်ရေးဆွဲခြင်းဆိုတာကြီးမားတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီးဂုဏ်ပြုတင်ပါတယ်။ဗကြက်ရေးဆွဲခြင်းအားဖြင့်မိတ်ဆွေဟာမိတ်ဆွေရဲ့ဝင်ဝင်နဲ့ထွန့်ဝေကိုပုံပုံနားလည်လာပြီးရေရှည်ကြီးမှန်ချက်တွေနဲ့ ကန်းညီတဲ့ဗန္ဓာရေးဆုံးဖြတ်ချက်တွေကိုရှားမှတ်လာနိုင်ပါလိမ့်မယ်။ဖက်ချက်ဆိုတာမရှုပ်ရွှေပါဘူး။မိတ်ဆွေရဲ့ဝင်ဝေဘလောက်ရှိရဲ့ဘယ်နေရာတွေမှာသုံးနေဆိုတာစင်ရည်ပြုစုယုံပါပဲ။ဒီလိုရရှင်တဲ့ဘတ်ဂျက်တစ်ခုကမိတ်ဆွေကိုဝေစုနိုင်မယ့်နေရာတွေကိုဖော်ထုတ်ပေးပြီးအသုံးစရာလျှော့ချနိုင်မယ့်နယ်ပယ်တွေကိုရှားခွေပေးပါလိမ့်မယ်။ဘတ်ဂျက်ရှားမှတ်တဲ့အခါ90 30 20နီလန်းကိုစဉ်းစားကြည့်ပါ90ရာခိုင်နှုန်းဆိုတာကအင်္ဂါက ကုံကြောက်မီတာဘေဘိုအစရဲ့မရှိမဖြစ်လိုအပ်တဲ့စိတ်တွေတော့ပါ30ရာခိုင်နှုန်းကအပြင်းထွက်စားတာကြော်ပြေရေးအဝယ်စားစတဲ့ကိုလိုချင်တဲ့စိတ်တွေတော့ပါ20ရာခိုင်နှုန်းကတော့အကျွေးဆက်ခြင်းအရေးပေါ်ရမုံဝေစုခြင်းအငြင်းစားရမုံဝေပေါ်စုဆောင်ခြင်းတို့အတွက်ဖြစ်ပါတယ်ဒီလိုစနစ်တကျခွဲဝေခြင်းအဖြစ်မိတ်ဆွေရဲ့ထင်းကျုံနိုင်စွဲကိုပြန်လည်ရရှိလာပြီးဝေကိုမိတ်ဆွေရဲ့ရည်မှန်းချက်တွေစီ ပုံမများဆွဲစွာဦးတည်စေနိုင်ပါတယ်။ဒါကြရွေးဆဲဖို့ဆိုတာမိတ်ဆွေရဲ့ငွေကိုထိန်းချုပ်တာပါ။ငွေကမိတ်ဆွေကိုထိန်းချုပ်တာမဟုတ်ပါဘူး။ဒါဟာငွေကြေးစီမံခန့်ခွဲမှုရဲ့အခြေခံအုံမြစ်ပဲဖြစ်ပါတယ်။လေ၊ကန္နာရေးဆိုင်ရာအကျွေးလုံးဝမရှိခြင်း၊စရုပ်ထမတ်တိုင်ကတော့စားသုံးသူအကျွေးလုံးဝမရှိခြင်းပဲဖြစ်ပါတယ်။အစ်ပန်ရဲ့သူတည်သနာလေးလာချက်တစ်ခုအရာပြောင်းမြအမေရိကန်နိုင်ငံသားတအူးဟာ credit card အကျွေး ဒေါ်လာ9280ကာရှိငွေဒေါ်လာ2988ကျပ်အပြင် အစားအစားသုံးသူအကျွေးစုစုပေါင်းဒေါ်လာ2688ထိရှိရှိနေတယ်လို့ဖော်ပြထားပါတယ်။ဗန်နာရေးလုံခြုံမှုစီသွားတဲ့ခရီးမှာအကျွေးတွေကိုဖယ်ရှားနိုင်ခြင်းဒိုမဟောမူလကလေးကအကျွေးမုံရအောင်နေနိုင်ခြင်းဟာကြီးမားတဲ့မှတ်တမ်းတစ်ခုပါ။အကျွေးကို ရေယူနေတဲ့ပိုက်ကောင်တစ်ခုအဖြစ်မြင်အောင်ကြည့်ပါ။ ဒီဘိုက်ကောင်းဟာမိတ်ဆွေအိတ်ကတ်ထဲကဝေးရီကိုဗန်ကတ်တွေရဲ့အိတ်ကတ်ထဲကိုစင်စမ်းမပြတ်စီစဉ်နေပါတယ်မိတ်ဆွေက ပိုက်ကောင်းဖို့ပြင်ဖို့နောက်ကြလေလေရိုစိမ့်မှုက ခိုကြီးနေလေပါပဲအတူတူမြင်မာတဲ့အကျွေးတွေဟာမိတ်ဆွေပေးရမယ့်ပေါ်နာကိုတိုးဝါလာစေပြီးအဲ့ဒီအတူကြောင့်ထပ်ပြီးအကျွေးတူပါတယ်ဒါဟာဆိုးရွားတဲ့တန်တရာတစ်ခုပါပဲကိုသားမှုမခံယူထားပဲထားလို့ရှိရင် ထင်ရှုပ်လို့မရနိုင်တဲ့အခြေအနေရှိရောက်သွားနိုင်ပါတယ်။အကျွေးဆက်နီနီဗျူပါများအကျွေးကိုစနစ်တကျဖယ်ရှားနိုင်ဖို့နည်းလမ်းနှစ်ခုကိုအကြံပြုလိုပါတယ်။တအကျွေးနှင်းဖို့လုံးအကျွေးပမာဏအနည်းဆုံးကို အရင်ဆုံးပေးဆက်ပါ။အဲ့ဒါပြီးသွားရင်ဒုတိယအနည်းဆုံးကြီးကိုဆက်သွားပါ။စိတ်ပိုင်းဆိုင်ရာတွန်းအားနဲ့အောင်မြင်မှုကိုမြင်မြန်ခံစားစေရမယ့်နည်းလမ်းဖြစ်ပါတယ်။နေ့ အကျွေးရေခဲတောင်ဖြိုခြင်းနီလန်အဒိုနောအမြင့်ဆုံးအကျွေးကို အရင်ဆုံးပေးဆက်ပါဒီနီလန်ကမိတ်ဆွေကို အတိုးငွေအသက်သာဆုံးဖြစ်စေမယ်တင်ရှာနေကြရအကောင်းဆုံးသောနီလန်ပါဗယ်နီနာကိုပဲရွေးချယ်သည်ဖြစ်စေမိတ်ဆွေအကျွေးတွေကိုဆက်နိုင်ခဲ့ပြီဆိုရင်ဒိုမဟုတ်အကျွေးမရှိရဲ့ဘဝကိုနေထိုင်နိုင်ခဲ့ပြီဆိုရင်မိတ်ဆွေဟာမိတ်ဆွေရဲ့ဗန္ဓာရီမှန်ချက်တွေစီကိုပုံမနေဆက်စေမယ်အဓိကအမှတ်တိုင်ကြီးတစ်ခုကို ကြော်ဖြတ်ပြီးပြီဖြစ်တဲ့အတွက်ဂုံယူတင်ပါတယ်။ငါအငိမ့်စားရမဝေကို SME စတင်ထဲဝင်ခြင်း၊ရစမားမှတ်တိုင်းကတော့အငိမ့်စားရမဝေအကောင့်ကို စတင်ခြင်းပဲဖြစ်ပါတယ်။ Federal Reserve ရဲ့အဆိုအရ American နိုင်ငံသား25ရာခိုင်နှုန်းဟာအငိမ့်စားရမဝေကိုလုံးဝမရှိဘူးလို့သိရပါတယ်။အနာဂတ်အတွက်စုဆောင်ထားခြင်းမရှိဘဲလက်ရှိအချိန်ကိုသာနေထိုင်ခြင်းဟာလုံးဝမှားယွင်းတဲ့ဗန္ဓာရေးအလေးချိန်တစ်ခုဖြစ်ပါတယ်။ အငိမ့်စားယူဖို့အတွက်ယင်းနှိမ့်မြုံနှံခြင်းဟာဗန္နရီလိုလက်ဖွင့်ကိုရရှိဖို့အတွက်အရေးကြီးတဲ့စီရန်တစ်ခုပါဒီရမွန်ဝီဒီကအများစုဟာအခွန်ဆိုင်ရာအသက်ချက်တွေရှိပြီးတမတ်ရိုးကြငွေစုအဖောင်ထက်ပုံမလင်းများစွာဝေကြီးတိုးတက်စီမဲ့ပေါင်စီရတိုးအကျိုးကျေးဇူးကိုရယူနိုင်ပါတယ်အတိုးပေါ်မှာအတိုးအမျက်ပေါ်မှာအမျက်ရရှိရတဲ့ပေါ်တရားပါပဲအငိမ့်စားရမွန်ဝီကိုစောစီစွာစတင်ခြင်းရဲ့ဆွမ်းအားကတော့ဥပမာအားဖြင့် အသက်25နှစ်ကလေးကလာချင်းဒေါ်လာတရားကိုအငိမ့်ဆိုင်ရမုံဝေးမှာယင်းနှီးမြုပ်နှံတဲ့သူဟာအသက်35နှစ်မှာစတင်တဲ့သူထက်အငိမ့်စားယူချိန်မှာငွေကြေးပမာဏနှစ်စားသို့မဟုတ် သုံးစားပိုများနေနိုင်ပါတယ်။အချိန်ကမိတ်ဆွေရဲ့အကြီးမားဆုံးသောယင်းနှီးမြုပ်နှံမှုမိတ်ဆွေပဲဖြစ်ပါတယ်။အငိမ့်စားရမုံဝေးကောင်ကိုစတင်ပြီးထဲဝင်ကြအဖြစ်မိတ်ဆွေဟာမိတ်ဆွေရဲ့ဗန္ဒာရေးကိုတကြွစွာစီမံခန့်ခွဲနေတယ်ဆိုတာကိုရသပေးနေတာပါ။ ဒါဟာမိတ်ဆွေရဲ့အနာဂတ်အတွက်စီစဉ်ထားပြီးငွေကြေးကိုတာဝန်ယူပြီးစီမံခန့်ခွဲနေတယ်ဆိုတာအတိမတ်ပြုတဲ့အတွက်ဂုံပြုတင်တဲ့အမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ဗန်နိုင်ရီလိုလမှုရဲ့အရေးကြီးဆုံးသောတော်ချက်ကတော့အရှင်ကိုအစောဆုံးအသုံးချခြင်းပါပဲ။ရှောက်ကောင်းမွန်သောအကျွေးစရင်မှတ်တမ်းဖန်တီးနိုင်ခြင်းစတမမြောက်မှတ်တိုင်ကတော့ကောင်းမွန်တဲ့အကျွေးစရင်မှတ်တမ်းကိုပိုင်ဆိုင်ခြင်းပဲဖြစ်ပါတယ်။ အကျွေးစင်းမှတ်တမ်းကောင်းကောင်းရစဉ်ဟာ မိတ်ဆွေဟာဗန္နာကြီးအရာတာဝန်ယူမှုရှိပြီးအကျွေးကိုစီမံခန့်ခွဲတဲ့သူဖြစ်ကြောင်းအမှတ်ခံပေးနေပါတယ်။ critical yamat ဆိုတာကလေးဝက်သောရှိသောနဲ့တူပါတယ်။ဒီတော့ဟာအခြားသူတွေမပိုင်ဆိုင်တဲ့အခွင့်အရေးတွေအကျိုးကျေးဇူးတွေနဲ့နေရာတွေကိုဝင်ရောက်ခွင့်ပေးပါတယ်။မိတ်ဆွေရဲ့ဘဝတစ်ချောင်းမှာမိတ်ဆွေဟာအကျွေးကို မလွဲမသွေသုံးဆရပါလိမ့်မယ်။ ကာဝဲတာအိမ်ဝဲတာဒါမှမဟုတ်ယင်းဤမြုံနံဘိုးအတွက်ငွေရှိတာမျိုးတွေဟာဖြစ်လာနိုင်ပါတယ်အဲ့ဒီအခါမှာဒီရွှေတော့ဟာမိတ်ဆွေဘွားရဲ့ဘန္နာရေးအပိုင်းကိုပုံမလွယ်ကူစေပါလိမ့်မယ်ဥမာနှစ်ခုကိုစဉ်းစားကြည့်ပါလူနေရောက်ဟာအိမ်တလုံးဝယ်ခြင်းနဲ့ဆိုပါစို့တယောက်ကရွှေတော့ကိုပိုင်ဆိုင်ပြီးနောက်တစ်ယောက်ကခြေတော့ကိုပိုင်ဆိုင်ပါတယ်ရွှေတော့ပိုင်ရှင်ဟာ အတူတော့အများကြီးသက်သာတဲ့ ဝေရှင်းဝေကိုရရှိမှာဖြစ်ပြီးဒါကဝေကိုပုံမလွယ်ကိုလင်းမြစွာပြန်လည်ပေးဆက်နိုင်စီပါတယ်။သူတို့ရဲ့လာစဉ်ပေးစိတ်မှုဟာတင်းငယ်တဲ့အတွက်သူတို့ရွှေတာမီရဲ့နောက်ထပ်ဝေတွေကိုအကျွေးကိုမြန်မြန်ဆက်ဖို့ဒါမှမဟုတ်အစာရင်လေးမြုံနှံဖို့ခွဲဝေနိုင်ပါတယ်။ခြေတော်ပိုင်ရှင်တွေကြတော့အဲ့လိုခွင့်ရမရပါဘူး။သူတို့ရဲ့ရှင်ဝေကဈေးပိုကြည့်ပြီးလာစဉ်ပေးစိတ်မှုကပုံမြင်တဲ့အတွက်အကျွေးဆက်ဖို့ ပိုခက်ခဲစေပါတယ်။ဒါကြောင့်ကောင်းမွန်တဲ့ credit card မှတ်တမ်းကိုထူထိုင်မှန်ခြင်းဟာမိတ်ဆွေရဲ့အနာဂတ်အတွက်ယဉ်ကျေးမြုပ်နှံမှုတစ်ခုပါ။ credit ကိုတောင်းဝင်ယူစွာ အသုံးပြုခြင်း၊ရှင်းဝေပေးမှုရှိမှုများကိုအချိန်မှုဆောင်ရွက်ခြင်းစတာတွေဟာဒီမှတ်တမ်းကိုရောက်ဖို့အဓိကလိုအပ်ချက်တွေပဲဖြစ်ပါတယ်။ credit အမှတ်ကိုဘယ်အချက်တွေကတည်ရောက်မှုရှိတာလဲ။အဓိကအချက်၅ချက်ရှိပါတယ်။၁ ဝေပေးရှင်မူမှတ်တမ်း35ရာခိုင်နှုန်းနေ့အသုံးပြုထားသောအကျွေးပမာဏ30ရာခိုင်နှုန်းသုံး credit card မှတ်တမ်းဤတက်တမ်း35ရာခိုင်နှုန်းလေး credit အမျိုးအစား30ရာခိုင်နှုန်းငါမကြသေးမီကစုံစမ်းမေးမြန်းမှု30ရာခိုင်နှုန်းဒီအချက်တွေကိုဂရုတက်ဆိုင်စီမံခန့်ခွဲနိုင်ရင် credit ရမှတ်တွေကိုကြီးငယ်အောင်ထိသိမ်းထားနိုင်မှာဖြစ်ပါတယ်ခွန် ပုပ်ပလီကဗန္ဓာရေးဆိုင်ရာဗဟုသုတတွေကိုစဉ်သမပြက်လေ့လာတင်ယူခြင်းဟိုဟာဟိုအရေးကြီးဆုံးမှတ်တမ်းတစ်ခုကကျွန်တော်သတ်မှတ်ထားတာကတော့ဗန္ဓာရေးဆိုင်ရာတင်ယူလေ့လာမှုတွေရဲ့အရှိန်ယူခြင်းဖြစ်ပါတယ်အခြားကျောင်းဝင်မှုတွေလိုပါပဲငွေကြေးဆိုင်ရာကျောင်းဝင်မှုရရှိဖို့အတွက်တင်ယူမှုနဲ့လေ့ကျင့်မှုတွေလိုအပ်ပါတယ်ကျွန်တော်တို့ဟာဗန္ဓာရေးဆိုင်ရာခေါင်းစဉ်ဖြစ်တဲ့ငွေကြေးစီမံခန့်ခွဲမှုဘတ်ဂျက်ရွေးဆွဲခြင်းရင်းနှီးမြှုပ်နှံခြင်း အခွန်ဆိုင်ရာကိစ္စရပ်များနဲ့အရှားခေါင်းစဉ်များစွာကိုပုံမသိရှိလေလေငွေကြေးနဲ့ပတ်သက်ပြီးပုံမကျွမ်းကျင်လာလေလေဖြစ်ပြီးပုံမများပြားတဲ့ဘဏ္ဍာရေးလွှတ်လပ်ခွင့်ကိုရရှိနိုင်နေလေပါပဲဘဏ္ဍာရေးဆိုင်ရာအသိပညာဟာမိတ်ဆွေရဲ့ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရဲ့အင်ဂျင်ပါပဲမိတ်ဆွေရဲ့ပန်းနိုင်တွေနဲ့ဦးစားပေးအရာတွေနဲ့ခန်းကြီးတဲ့ဘဏ္ဍာရေးစီစဉ်ကို ဖန်တီးခြင်းအဖြစ်ဘဏ္ဍာရေးကိုတင်ယူတာဟာ အထူးရောက်ဆုံးသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။တင်ယူမှုဆိုတာစာအုပ်ဖတ်တာဗီဒီယိုကြည့်တာဒါမှမဟုတ်ဝေကြီးဆိုင်ရာတိုင်ပင်ခံတဦးနဲ့တိုင်ပင်နာမျိုးတွေဖြစ်နိုင်ပါတယ်။အရေးကြီးတာကဘယ်တော့မှမရတဲ့ဘဲဆက်လက်တင်ယူနေဖို့ပါပဲ။ဈေးကွက်တွေ ပြောင်းလဲတာတယ်အခွန်ဥပဒေတွေပြောင်းလဲတာတယ်ငွေကြေးဆိုင်ရာနည်းပညာတွေတိုးတက်ပြောင်းလဲလာတယ်ဒီလိုပြောင်းလဲမှုတွေကြားမှာမိတ်ဆွေကိုယ်တိုင်ကနောက်ကျမကြံရည်အောင် အမြဲတမ်းတင်ယူနေဖို့လိုပါပါတယ်။ ဘာကြောင့်တင်ယူဖို့လိုအပ်တာလဲဘာကြောင့်လဲဆိုတော့တင်ယူခြင်းအားဖြင့်ကိုယ်ပိုင်ဗန္ဓာရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုယုံကြည်မှုရှိရှိရှားမှတ်နိုင်မှာပါတငယ်ချင်းဆွေမျိုးတွေဒါမှမဟုတ်တရင်းမိရာတွေရဲ့အကြံပေးချက်တွေကိုနားထောင်ပြီးလိုက်လောက်တာမျိုးမဟုတ်ပဲကိုယ်ပိုင်သိပညာပေါ်အခြေခံပြီးဆုံးဖြတ်နိုင်စွမ်းကိုရရှိမှာဖြစ်ပါတယ်ဒီမှတ်တိုင်ကိုအောင်မြင်ပြီးရတဲ့သူဟာ မဲဆွေရဲ့ဗန္ဓာရေးပေါ်ဝါကိုအပြေးအဝထင်ရှားထားတဲ့သူပဲဖြစ်ပါတယ်။ဇာဟာတကယ်ကိုခုံယူခြင်းနဲ့မှတ်တမ်းတစ်ခုပါပဲ။ကျွန်တော်ပြောပြခဲ့တဲ့မှတ်တမ်းခုနှစ်ခုနဲ့ပတ်သက်ပြီးလူတွေအများဆုံးမေးသိရှိတဲ့မိကွန်းတချို့ကိုဆက်လက်ဖြေကြားပေးသွားပါမယ်။ဒီကဏ္ဍဟာမဲဆွေရဲ့လက်တွေ့ဘဝမှာဆက်ရှင်အသုံးချနိုင်မဲ့အကျဉ်းဉဏ်တွေကိုပေးစွမ်းစီမှာဖြစ်ပါတယ်။ဝင်ဝေနေလွန်လို့ထွန်းဝေထက်ဝင်ဝေပူအောင်မလုံးနိုင်ရင် ဘယ်လိုလုပ်ရမလဲဒါဟာအများဆုံးကြုံတွေ့ရတဲ့ပြဿနာပါဒီရရှိနေမှာနေလနှစ်ခုကိုလပြိုင်နဲ့တည်းလှူဆောင်ရပါမယ်ပထမဦးဆုံးအနေနဲ့စရင်ပြုစုခြင်းကို စနစ်တကျလှူဆောင်ပါမိတ်ဆွေရဲ့ထွန်ွေကို အသေးစိတ်စရင်ပြုစုပါ တခါတည်းရမှာလဖေးရည်ဆိုင် ကော်ဖီဆိုင်စားတဲ့သင်ငယ်တွေနေ့စဉ်စရိတ်တွေမှာစုပေါင်းသွားတဲ့အခါကြီးမားတဲ့ပမာဏဖြစ်လာတတ်ပါတယ်ဒီလိုစရိတ်တွေကိုရှာဖွေပြီး လျှော့ချပါဒုတိယအချက်အနေနဲ့ဝင်ဝေတိုးမြင့်ခြင်းဤတန်းကိုရှာဖွေပါအွန်လိုင်းမှာအချိန်ပိုင်းအလို့သင်ကြားပို့ချပေးခြင်းဒါမှမဟုတ်မိတ်ဆွေရဲ့အကြံဉာဏ်မှုအပေါ်မူတည်ပြီးဒုတိယဝင်ဝေရရှိနိုင်တဲ့အလို့တစ်ခုကိုရှာဖွေလုပ်ကင်ဖို့စဉ်းစားပါ ဝင်ဝေတိုးမှသာထွန်းဝေကို ပို့ချနိုင်မယ့်အခွင့်အရေးကိုဖန်တီးနိုင်မှာဖြစ်ပါတယ်အရေးပေါ်ရံမုံဝေကိုဘယ်မှာထားတဲ့လဲယင်းနှမြုံနံတင်လား အရေးပေါ်ရန်ပုံငွေဆိုတာယင်းနှိမ့်ညံဖို့အတွက်မဟုတ်ပါဘူးအဲ့ဒီရန်ပုံငွေရဲ့ရည်ရွယ်ချက်ကလိုအပ်တဲ့အခါဆက်ရှင်ထုတ်ယူသုံးစွဲနိုင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီငွေကိုအနည်းငယ်ပြီးငွေဖြစ်လေတဲ့နေရာမှာ ထားတင်ပါတယ်ဥပမာဘဏ်ရဲ့ပုံမှန်စီပင်အကောင့်ဒါမှမဟုတ်အတိုးနှောင်းပိုရနိုင်တဲ့ဟာယီစီပင်အကောင့်တို့မှာထားပါရန်ပုံငွေကို stock ဒါမှမဟုတ်ဘွန်းလိုမျိုး တံပေါ်တက်ချရှိနိုင်တဲ့နေရာမှာဘယ်တော့မှမထည့်ပါနဲ့အရေးပေါ်အရှင်ကြီးမှာဝေးလို့ခြင်းပြီးမဲ့ရင်းနှီးမြုပ်နှံထားတဲ့တံပိုးကကြာရှင်နေမယ်ဆိုရင်မိတ်ဆွေရှုံးဆုံးမှုနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ဘတ်ဂျက်ကိုလိုက်နာဖို့ဘာတွေအခက်အခဲရှိတယ်လဲစိတ်ပိုင်းဆိုင်ရာဘယ်လိုထွင်ရှားရမလဲဘတ်ဂျက်ရေးဆွဲဖို့ထက်ဘတ်ဂျက်ကိုဆွဆွမြဲမြဲလိုက်နာဖို့ကပုံမှန်ခက်ခဲပါတယ်။အဓိကအခက်အခဲကတော့စိတ်ပိုင်းဆိုင်ရာပါ မဲဆွေဟာဘတ်ဂျက်ကို အကန့်အသတ်အနေနဲ့မြင်နေရင်လိုက်နာဖို့ခက်ပါလိမ့်မယ်။ဘတ်ဂျက်ဆိုတာမဲဆွေရဲ့ပတ်စံတွေကိုဘယ်သွားစီရင်လဲဆိုတာကြိုတင်ဆုံးဖြတ်ပေးတဲ့လမ်းညွန်မြေပုံမြင်ကြည့်ပါ။လက်စင်ဘတ်ဂျက်ထဲမှာကိုလိုချင်တဲ့အရာတွေကိုသုံးဖို့အတွက်ပျော်ရွှင်စရာငွေအကန့်တစ်ခုခဲ့သွင်းပါ။ဒီလိုလို့ရှင်အဖြစ်မဲဆွေဟာစည်းကမ်းကိုလိုက်နာရင်နဲ့ကိုကိုကိုလုံးဝဖိအားပေးထားတဲ့ခံစားချက်တွေကိုကျော်ပါစေပါလိမ့်မယ်။ အရေးကြီးဆုံးကတော့လွန်သွားရင်လည်းနောက်လာမှာပြန်လည်ပြင်ဆင်ပြီးအစားကပြန်စားဖို့ပါပဲဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့အကျွေးဆက်တဲ့အခါ snowball နဲ့အခီတဲ့ကဘယ်ဟာကအကောင်းဆုံးဖြစ်မလဲစောစောကပြောခဲ့သလိုပါပဲ snowball နီရန်ကစိတ်ပိုင်းဆိုင်ရာအတွက်အကောင်းဆုံးမှာအကျွေးသေးဆုံးကိုအရင်ဆက်တဲ့အခါအောင်မြင်မှုအချိန်အောင်ရရှိစေပြီးဒီအချိန်အောင်က အကြီးဆုံးသောအကျွေးတွေကိုဆက်ဆက်ဖို့စိတ်သက်ခွန်အားပေးပါတယ်။ရေခဲတောင်ဖြူခြင်းဤတန်ကားတော့တင်ရှာနည်းရရအကောင်ဆုံးမှာ အတူတော့အမြင့်ဆုံးကို အရင်ဆက်တဲ့အတွက်ရေရှည်မှာအတူငွေကိုအများဆုံးရွှေတာနိုင်ပါတယ်။မိတ်ဆွေရဲ့ရေရွက်ချက်ကအတူငွေအများဆုံးရွှေတာဖို့အတွက်ရေခဲတောင်ဖြူခြင်းဤတန်ကိုရွေးချယ်ပါ။စိတ်ထဲကြပြီးအချိန်ဟုံလိုနေရင်တော့ snowball ကိုရွေးချယ်တင်ပါတယ်။နှစ်ခုလုံးဟာအကျွေးကိုဖယ်ရှားနိုင်တဲ့ အလွန်ကောင်းမွန်တဲ့နိဒန်းတွေပဲဖြစ်ပါတယ်။ဗန္နာယီနဲ့ပတ်သက်ပြီးတင်ယူလေ့လာတာဘယ်ကစရမလဲ။အစားပြုသူတွေအတွက်အကြံပြုပေးပါ။စတင်လေ့လာသူတွေအတွက်အကောင်းဆုံးစတင်ရနေရကတော့သင်ခန်းစာနံပါတ်3ဖြစ်တဲ့ဘတ်ဂျက်ရေးဆွဲခြင်းကပဲဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ဘတ်ဂျက်ရေးဆွဲခြင်းအဖြစ်မိတ်ဆွေရဲ့လက်ရှိငွေကြေးအခြေအနေကိုပထမဆုံးအကြိမ်ဖြစ်ညနေရှင်းနိုင်သိရှိနိုင်ရမှာဖြစ်ပါတယ်။ဒီလိုစည်ရင်းတွေ၊ကိန်းဂဏန်းတွေနဲ့ ယင်းဤသွားမှသာယင်းဤမြုပ်နှံခြင်းစတဲ့ပုံမမြင့်မားတဲ့ဗန္ဓာရဲစင်တွေစီကိုကူပြောင်းသွားနိုင်မှာပါပထမအဆင့်မိတ်ဆွေရဲ့ဝင်ဝေးထွန့်ဝေကိုမှတ်တမ်းတင်ပါဒုတိယအဆင့်ပௌဒီကဗန္ဓာရေးဆိုင်ရာခဏဝင်စာအုပ်ကောင်းတွေဗီဒီယိုတွေကိုစတင်ကြည့်ရှုပြီးအချိန်ကသဘောတရားတွေကို လေ့လာပါတတိယအဆင့်ယင်းဤမြုပ်နှံမှုတွေတဲ့ကအနည်းအနည်းဆုံးဖြစ်တဲ့ interfan မျိုး ရိုးရှင်းတဲ့အရာတွေကနေ စတင်နေတာပါ။အရေးကြီးဆုံးကတော့လက်တွေ့စတင်လို့ဆောင်ကျင်ပါပဲ။ကောင်းပါပြီ။ဒီနေ့ဗီဒီယိုမှာ မိတ်ဆွေနဲ့ကျွန်တော်ဟာဘန်နာရေးဆိုင်ရာအောင်မြင်မှုမှတ်တိုင်ခုနှစ်ခုကိုအတူတကွဒေလာခဲ့ပြီးပါပြီ။ဒီမှတ်တိုင်တွေဟာတင်းငယ်တဲ့ရှင်းလန်းနေလို့ထင်ရပေမဲ့ဒီရှင်းလန်းတွေဟာမိတ်ဆွေကိုပိုမိုကြီးမားတဲ့ဘန်နာရေးတုံ့ကြုံမှုနဲ့လူလက်ခွင့်စီကိုဥတီခေါ်ဆောင်သွားပေးပါတယ်။အချင်းကျုံအနေနဲ့ မှတ်တမ်းခုနှစ်ခုကိုထပ်မံပြီးပြောပြခြင်းပါတယ်။မိတ်ဆွေဘွားရဲ့အရေးကြီးဆုံးမှတ်တမ်းခုနှစ်ခုကတော့၁ဝင်ငွေကထွန့်ဝေထက်ပိုနေပါစေ။၂အရေးပေါ်ရန်ပုံငွေ၃လမှ၆လစာကို အပြေးဝေထားရှိပါ။၃ဘတ်ဂျက်ကိုစနစ်တကျရေးဆွဲပြီး လိုင်နာပါ။၄စားသုံးသူအတွေ့လုံးဝမရှိပါစေနဲ့။၅အငင်းစားရန်ပုံငွေကိုစောစီးစွာစတင်ပါ။၆ ကောင်းမွန်တဲ့ credit မှတ်တမ်းကိုထူထောင်ပါခွန်ဖိုင်နာရေးဆိုင်ရာဗဟုသုတတွေကိုစဉ်းစားမပြတ်လေ့လာသင်ယူပါဒီမှတ်တမ်းတွေကတစ်ခုခုကိုမိတ်ဆွေအောင်မြင်ပြီဆိုရင်မိတ်ဆွေကိုမိတ်ဆွေ ခုံယူပါမိတ်ဆွေဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပါတယ်ဖိုင်နာရေးဆိုင်ရာတိုးတက်မှုဆိုတာရုပ်တရက်ကြီးမားတဲ့ခုံပြန်ကြော်လွှမ်းမှုမျိုးမဟုတ်ပဲနေ့စဉ်နေ့အမြလှုပ်ဆောင်ရမယ့် အေးငယ်တဲ့အလေးချင်းကောင်းမှဆိုရဲရှားလက်တွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုကနေတန်ဖိုးရှိရဲ့အချက်လက်တွေရရှိခဲ့လိမ့်မယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့အသိဉာဏ်ရှိုံနဲ့မလုံလောက်ပါဘူး။အရေးကြီးဆုံးကတော့ဒီအသိပညာတွေကိုလက်တွေ့အသုံးချဖို့ပါပဲ။ဒီတော့မိတ်ဆွေရဲ့ပထမရှည်လန်းကိုအခုပဲစတင်လိုက်ပါ။ဒီဗီဒီယိုကိုကြည့်ပြီးသားနဲ့မိတ်ဆွေကိုမိတ်ဆွေဒီမေးခွန်းကိုမေးကြည့်ပေးပါ။ ကျွန်တော်အောင်မြင်ပြီးသားဖန်တာရေးမှတ်တိုင်ကပါလေနောက်ထပ်ဘယ်မှတ်တိုင်စီကိုဆက်သွားရမလဲမိတ်ဆွေရဲ့အဖြေကိုကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်နော်ဒီလိုမျှဝေခြင်းအဖြစ်မိတ်ဆွေရဲ့ခရီးလမ်းကိုတခြားသူတွေအတွက်စိတ်သက်ခွန်အားပေးနိုင်ပါလိမ့်မယ်ဒီလိုမျိုးဘဝတိုးတက်ရေးနဲ့ဘဏ္ဍာရေးဆိုင်ရာဘူဇုဒခေါင်းတွေကိုစင်စမ်းမပြတ်တည်ရှိဖို့အတွက်ကျွန်တော်တို့ရဲ့နေဆက်ယူ channel ကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ ဆာခရိုက်ခရိုဘီနာလေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားမယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုအသစ်တွေတင်တိုင်းမိတ်ဆွေစီကို အရင်ဆုံးရောက်ရှိလာပါလိမ့်မယ်။ဗီဒီယိုကိုချိန်နှက်တတ်တယ်ဆိုရင်တော့ live လုပ်ပြီးမိတ်ဆွေရဲ့တငယ်ချင်းမိသားစုဝင်တွေဒါမှမဟုတ်ဝီရီကြီးရဲ့အရာကြုံကနေရတဲ့သူတွေစီကို share ပို့ဖို့လည်းမေတ္တာရက်ခံပါတယ်။မိတ်ဆွေရဲ့အကူအညီဟာတစုံတစ်ယောက်ရဲ့ဗန္ဒာရေးဘဝကိုပြောင်းလဲပေးနိုင်ပါတယ်။မိတ်ဆွေ ဒီဗီဒီယိုရဲ့အဆုံးသတ်ထိကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်။ဗန္ဓာရေးဆိုင်ရာတိုးတက်မှုဟာတညနဲ့နဲ့ပြီးသွားမယ့်အရာမဟုတ်ပါဘူး။ဒါပေမဲ့မှန်ကန်တဲ့ရှည်လန်းတွေနဲ့စီကံရှိတဲ့လေ့ကျင့်တွေကမိတ်ဆွေကိုအနာဂတ်မှာစိတ်ချမ်းသာပျော်ရွှင်တဲ့ဗန္ဓာရေးဘဝစီမလွဲမသွေဥဆောင်သွားပါလိမ့်မယ်။နောက်ထပ်ဒီဗီဒီယိုတွေမှာချက်မှန်ဆုံးတွေ့ရတဲ့အသည့်စိတ်ချမ်းသာကိုကြမ်းပါပြီးဗန္ဓာရေးခရီးကို အမြင်စွာဆက်လက်လျှောက်လိုင်းနေပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။